်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ပဲခူးတိုင်းလက်ပံမြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခဲ့ရာစစ်သားအယောက်20သေဆုံးပြီးတော့ဆက်နက်ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်16လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ15ရက်နေ့မွန်လွယ်ပိုင်းမှာလက်ပံမြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကအယောက်20သေဆုံးက12ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့ လက်နက်မျိုးစုံ16လက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်။တရချောင်းကိုစစ်ကြောင်းထိုးမိရှို့ဖို့လာတဲ့စစ်ခွေးတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးအကောင်20တိဆုံးပြီးတော့12ကောင်ကိုအရှင်ဖမ်းမိထားပါတယ်။လက်နက်16လက်လည်းတင်စီရရှိထားတယ်လို့ဒေတာရင်းတော်လိုင်းသတင်းရင်းမြစ်ကပြောပြထားပါဗါတယ်။၎င်းတိုက်ခိုက်မှုကိုတရင်383ညနဲ့တက်ခွဲနဲ့တက်ခွဲ3တက်ခွဲ6ရွှေရန်ကြီးဂလုံတက်ဖွဲ့နဲ့တရင်3တို့ကပူးပေါက်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့တရားဝင်သတင်းထုတ်ပြန်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇဂိုင်းတာဇဂိုင်းမင်းကွန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခတ်ခဲ့ရာခလာရ116ကဘိုးကြီးမင်းထွန်းစိုးအပါအဝင်စစ်ခွေး9កောင်တိတ်ဆုံးပြီးတော့လက်နက်9လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ23ရက်နေ့ကဇဂိုင်းမင်းကွန်းလမ်းပေါတော့ကြီးရွာမှာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့အင်အား20လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကို Unicorn ပျောက်ကြားတပ်ဖွဲ့ကကင်းဘုံဝစ်ပြီးတော့အသင်းစောင့်ကြိုတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲမှာခလာရ116ကဘို बोल जी မင်းထွန်းစိုးအပါအဝင်စစ်ခွေး9កောင် မျက်မြင်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။တခြားစစ်ခွေး15កောင်လည်းထိခိုက်ဒဏ်ရာရရှိထားပြီးတော့ပြည်သူတွေစီကစိုက်ကဲနဲ့ကားတွေကိုအတင်းလူယူပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။စစ်ခွေးတည်တဲ့စီးရင်ကဖတ်တိုးတော့မသိရသေးပါဘူး။စစ်ခွေးအရှင်ဖမ်းမိတာမျိုးတော့မရှိဘူး။စစ်ခွေးတွေကပြည်သူတွေရဲ့ကားတွေစိုက်ကဲတွေကိုလူပြီးတော့ထွက်ပြေးသွားတာသူတို့အတွက်နေရာတိုင်းကမလုံခြုံဘူးဆိုတာကိုပြချင်တာပါလို့ Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကတာဝန်ရှိသူကပြောပြထားပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းတွေစီကနေပြီးတော့ MA1 တနက်နှက်လာ ် MA3 တနက်3လက် MA5 တလက်6လုံးပြူတလက် Inaga တလုံး Icon တခုတို့ကိုတင်စီရမိခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်တဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့စစ်ခွေးတက်နဲ့တက်နိုင်သမျှခပ်ဝေးဝေးမှာနေထိုင်ကြရန် Unicorn ပြောက်ကြတဖွဲ့ကတရိပ်ပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရိတ်ခါယူပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေး6ကောင်တိုက်ဆုံပြီးတော့တနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ15ရက်နေ့မွန်လွဲ2023မိနစ်အချိန်မှာပခုတ်ကူမြို့နယ်မြောက်လူကန်ရွာစစ်တပ်အထိုင်စခန်းက စစ်ခွေးအကောင်20လောက်ဟာပခုတ်ကူလေရင်ကွင်းကနေရိတ်ခါယူပြီးပြန်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ရာအပြန်လည်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာဂျပန်စစ်ခွေး6កောင်တေဆုံးပြီးတော့ MA1 အမျိုးအစားတနတ်တလာ MAG ပေါက်3ခု G အတောက်90 BA94 အမျိုးအစားတနတ်တလာ G ပေါက်2ခု G 45000တော့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာလေရင်ကွင်းအတွင်းကစစ်ခွေးတွေက0.5လက်နက်ကြီးများလက်နက်ငယ်များနဲ့ပြစ်ခု ပေးခဲ့တဲ့အပြင်မြောက်လူကန်ကြေးရွာကစစ်ခွေးတွေကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မြောက်လူကန်နဲ့လေရင်ခွေးရဲ့အရှိဘအနောက်ဘက်ကြားထဲမှာမီတာ6လောက်ပဲဝေးတာပါရိတ်ခါယူပြီးတော့ပြန်လာတဲ့အချိန်တိုက်ခိုက်ခဲ့တာကျန်တဲ့စစ်ခွေးတွေကတော့လေရင်ခွေးနဲ့ကိုပြန်ဝင်ပြေးသွားတယ်လေရင်ခွေးကနေပြီးတော့မီတာ300မြောက်လူကန်ကနေမီတာ300ဒီကြားထဲမှာအလုလုခဲ့တာပါ ကိုနဲ့ပြစ်တဲ့စစ်ခွေးတွေကသေတဲ့ကောင်သေတယ်ပြေးတဲ့ကောင်ပြေးတယ်လေရင်ကွင်းကလှော်လိုက်မြောက်လူကန်ထုလိုက်တယ်လေရင်ကွင်းကဆိုရင် point 5တင်တွေပါလှမ်းထုတာကြံတဲ့အလောင်းတွေနဲ့လက်နက်တွေကတော့မြင်သာမြင်နေရတယ်တက်ကောက်လို့မရခဲ့ဘူးလို့စားတဲ့ရေစကြို PDF တပ်ဖွဲ့ကတာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုစားတဲ့ရေစကြိုတပ်ပေါင်းစုကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်တအူလက်ပြင်ကြီးဖောက်ဝင်တန်းရအတန့်အနေမဆိုးရင်ရရှိခဲ့ကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပေါန့်တယ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုဖျက်မြောက်ရေးအတွက်လှုံ့ဆော်ပေးနေတယ်ရေးဆဲကြီးရွာအုပ်ချုပ်ရေးမှုဝင်းမြင့်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဝါလာ73ရက်နေ့ည9:45မိနစ်ခန့်မှာပေါင်းတယ်မြို့နယ်ရေးဆယ်ကြီးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်ကိုဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ကျတဲ့တိုင်ရင်တက်ခွဲ9ကရဲဘော်များက၎င်းရဲ့နေအိမ်မှာတွဲရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာနေအိမ်မှာတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါဗျ။တိတ်ဆုံသွားတဲ့အုပ်ချုပ်ရေးမှူးဝင်းမြင့်ဟာ အချမ်းမစစ်တပ်အတွက်ဂျေးရွာအုပ်စုအတွင်းမှာရှိတဲ့လူငယ်များကိုစစ်မှုထမ်းစုဆောင်းပေးခြင်းအချမ်းမစစ်တပ်ရဲ့ရွေးကောက်ပွဲကိုတရားမဝင်အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လှုံ့ဆော်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချမ်းမစစ်ခွေးတပ်ကအဲ့ဒီနေ့ည10:00နာရီလောက်မှာရေးဆယ်ကြီးရွာကိုရောက်ရှိလာပြီးတော့နွားချံကုန်းရွာထဲကို drone ပုံသီးတစ်လုံး နွားချံကုန်းရွာဆဲပေါင်ဘော်ကိုဒရုန်းပုံသည်နှလုံးလာရောက်ကျဲချခဲ့ပြီးတော့ရေဆဲကြီးရွာကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာပြည်သူကာကွယ်တပ်ဖွဲ့ဝင်များရဲဘော်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အုပ်ချုပ်ရေးမှုဝင်းမြင့်ကအချမ်းမစစ်တပ်အတွက်ဂျေးရွာအုပ်စုအတွင်းမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတရားမဝင်ရွေးကောက်ပွဲကိုဖြစ်မြောက်အောင်လှုပ်ဆောင်နေတာတွေကြောင့်တိုက်ခိုက်ခဲ့တာပါလို့363ရက်တဲ့တိုင်ရင်စစ်ထောက်လမ်းရေးတာဝန်ခံရဲဘော်ရှဲတော့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ Belarus နိုင်ငံကအဆိုတော်မိန်ကလေးတအုပ်ဟာမြန်မာနိုင်ငံကငွေကြေးလိမ်လည်မှုကြားဖြန့်ဒူးစရိုက်ဂိုင်းတွေလက်ထဲကိုရောက်သွားပြီးတဲ့နောက်အသက်ခံရပြီးကိုရင်းအင်ကအစိပ်ပိုင်းတွေထုတ်ယူခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Belarus ရဲ့ The Voice အစီအစဉ်မှာပါဝင်ရှင်ပြိုင်ခဲ့မှုတဲ့အသက်26နှစ်အရွယ် Vera Kraksova ရဲ့မိသားစုကအဲ့ဒီထိတ်လန့်စရာဆွဆွဲမှုကိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ် crossover ဟာသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းမောင်းခိုလုပ်ငန်းရဲ့သားကောင်ဖြစ်ခဲ့ပြီးတော့ရုပ်ဦးလောင်းကိုတော့မီးရှို့ဖျောက်ပြတာခံလိုက်ရတယ်လို့မိသားစုတွေကပြောပါတယ်။သူဟာအလုပ်ကိစ္စတစ်ခုအတွက်ကမ်းလှမ်းမှုခံရလို့ ထိုင်းနိုင်ငံကိုတွားရောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကံလမ်းမှုဟာကြားဖြန့်ဂိုင်းတွေဖန်တီးထားတဲ့ထောင်ချောက်ဖြစ်နေခဲ့ပြီးတော့စက်တဘာလ20ရက်နေ့မှာတော့မြန်မာနိုင်ငံဗယ်ချန်းကကြားဖြန့်လုပ်ငန်းတွေစီကိုဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရကြောင်းသိရပါတယ်အဲ့ဒီနောက်သူဟာ dating website တွေမှာ account တွေဖွင့်ပြီးတော့ငွေလိမ်ရတဲ့ကြားဖြန့်ဝန်ထမ်းအဖြစ်အတင်းအဓမ္မစေခန်းခြင်းခံနေရပါတယ်အော်တိုဘာလ4ရက်နေ့မှာတော့မိသားစုက crossover နဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ပြောပါတယ်အစောပိုင်းတုန်းက ထရက်ဆိုဝါကိုဖမ်းဆီးထားတဲ့ကြားဖြန့်ဂိုင်းကအဲ့ဒီမိန်းကလေးကိုပြန်လွှတ်စေခြင်းရေဒေါ်လာ9သိန်းပေးရမယ်ဆိုပြီးတော့ပြန်ပေးဆွဲငွေတောင်းဆိုခဲ့တယ်လို့သိရပါတယ်။နောက်တော့ဒူးဆိုင်ဂိုင်းသားတွေကဗီရာတေးဆုံးသွားပြီးအလောင်းကိုမိသကြိုလိုက်ကြောင်းမိသားစုတီကိုအသိပေးခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးဟာအသက်ခံရပြီးတော့ကိုရင်းအင်ကအစိပ်ပိုင်းတွေကိုမှောင်ခိုရောင်းချဖို့ထောက်ယူခံလိုက်ရတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။ဗီရာရဲ့တေးဆုံးမှုဟာကိုရင်းအင်ကအစိပ်ပိုင်းမှောင်ခိုရောင်းဝယ်မှုနဲ့ဆက်ဆက်နိုင်ကြောင်းသတင်းကိုရုရှားမီဒီယာတစ်ခုဖြစ်တဲ့ UN CNN ကစတင်ဖော်ပြခဲ့ပြီးတော့ဒီကြတော့အတိမပြုတ်နိုင်သေးပါဘူးထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်ခိုင်းတွေဟာလူမောင်ခုံမှုအရမခိုင်းစေမှု ပြန်ပေးမှုတွေကြောင့်နာမည်ဆိုးထွက်နေပေမယ့်ကိုအင်းကအစိပ်ပိုင်းမောင်ခုံရောင်းဝယ်မှုနဲ့ဆက်ဆက်နေတယ်ဆိုတာမျိုးကိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေကျွမ်းကျင်တဲ့သူတွေကကြဲကြဲပြန့်ပြန့်ဆွဆွဲလာတာမျိုးတော့မရှိသေးပါဘူး ဖီရယ်ဟာမင်းမြို့မှာနေထိုင်သူတအုပ်ဖြစ်ပြီးထိုင်းမှာမော်ရယ်အလုပ်တစ်ခုအတွက်ကမ်းလှမ်းမှုရရှိခဲ့ရာကနေကန်ဆိုးပြီးတော့ဒုက္ခကြုံသွားခဲ့တာလို့သတင်းတွေကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာ၃ရွာကိုဝင်းအောင်စီးနှင်းပြီးတော့နေအိမ်29လုံးကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ10ရက်နေ့ကစတင်ပြီးတော့ညောင်ဦးမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစဲကြောင်းဟာတနံများပြစ်ပေါက်ပြီးတော့ကန်ဒီပေါက်ရွာကြောက်ကန်ရွာနဲ့မကြီးတန်းရွာများကိုစတင်စစ်ကြောင်းထုံးဝင်းရောက်လာခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီအကြံဖတ်စစ်ခွေးစစ်ကြောင်းဟာ၎င်းတို့စစ်ကြောင်းထိုးရလမ်းတလျှောက်မှာရှိတဲ့ကျေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်ကြောင့်ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးပြည်သူပိုင်ပြည်စည်းများကိုလည်းစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုလည်းမိရှုပ်ဖျက်ဆီးခဲ့တဲ့အတွက်ကန်နေပေါက်ကျေးရွာကနေအိမ်၁၈လုံးဂျိုးကန်ကျေးရွာကနေအိမ်၈လုံးနဲ့ ကြောက်ပြင်ကန်ချေးရွာကနေအိမ်၄လုံးတို့မိလောင်ပြချခဲ့ရတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကသူတို့စစ်ကြောင်းထိုးဝင်ရောက်စီးနေရချေးရွာတိုင်းကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတာပါ။နောက်ပြီးတော့ကန်နေပေါက်ချေးရွာ၊ဂျိုးကန်ချေးရွာနဲ့ကြောက်ပြင်ကန်ချေးရွာကနေအိမ်တွေကိုလည်းစစ်ခွေးတွေကမီးရှို့ဖျက်ဆီးသွားတယ်။စစ်ဘေးရှောင်ပြည်သူတွေကတော်တော်များတယ်။တချို့တွေကတော့ရွာထဲခဏပြန်လာရှိတယ်။အများစုကတော့ဘယ်သူမှပြန်မဝင်ရဲကြဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်အနောက်အုံရွာ၊ကန်ချေးရွာ ကုန်းသေးပြင်တော်ရွာမကြီးတန်းရွာကြောက်ကံရွာကန်နေပေါက်ရွာဂျိုးကံရွာနဲ့ကြောက်ပြင်ကံရွာအပါဝင်ရွာပေါင်း71ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းရန်ကြီးအောင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အလားတူပဲအော်တိုဝါလာ14ရက်နေ့ကလည်းမန္တလေးတိုင်းနထိုးကြီးမြို့နယ်ကန်တောင်းရွာကိုအချက်မဲ့စစ်တပ်ကစစ်ကြောင်းထိုးဝင်းအောင်စီးနှင်းပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းပြီးခြေရွာများကိုလိုက်လံပြီးတော့မိရှုဖြက်စီးနေခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကမိရှုဖြက်စီးခြင်းကြောင့်ကံတောင်ရွာကနေအိမ်၁၀လုံးကမိလောင်ပြာချခဲ့ရတယ်လို့သိရပါတယ်စစ်ခွေးတွေမိရှုသွားတာကံတောင်ရွာကနေအိမ်၁၀လုံးလောက်ပြာချသွားတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကရွာတွေကိုဝင်ရောက်စီးနင်းပြီးတော့လိုက်ပြီးမိရှုနေတာလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ